လိုင်းတန်းရမှာဖြစ်သွားတာလို့ပြောတယ်နော်ခလေးလေးနဲ့အာအတီးတရားပေါ့နော်အဲသူ့ကိုရိုက်ကြနတ်တာပေါ့နော်ခိုးလို့ဆိုနေရိုက်ကြနတ်တာခလေးလေးပါတယ်ဗျာနော်ခင်ဗျားတို့စဉ်းစားကြည့်နော်ဒီဆိုင်ရှင်ကတော်တော်ဒေါသထွက်ဖို့ကောင်းတယ်လုံးဝမလုံတဲ့အပြုတ်မှုကြီးကိုလှုပ်လိုက်တာပဲတကူခိုးလို့ဒေါသထွက်တယ်ဆိုတာကျွန်တော်လက်ခံတယ်နော်ဥပမာဗျာဟိုခြိကောင်းလက်ကောင်းကြီးတွေနဲ့ငငယ်ရွယ်ရွယ်နဲ့ဟိုဆိုင်ကယ်လူနေတဲ့ကောင်းလေးဟုတ်လားအိမ်ဖောက်နေတဲ့ကောင်းလေးဖုံးလူနေတဲ့ကောင်းလေးအဲ့လိုကောင်းမျိုးတွေကိုစောတယ်ဆို ချတာချဗျာဘာဖြစ်ဖြစ်ချအားပေးရအဲ့လိုကောင်မျိုးတွေခြေကောင်းလက်ကောင်းတွေအခုကခလေးလေးနဲ့ပါတယ်စင်စာအုံနောက်ကပြီးတော့သူ့ပုံစံအောင်လည်းကြည့်အောင်မလွှဲတာလို့လောက်ရတဲ့ပုံစံမျိုးဗျာလုံးဝမရှိလို့လောက်ရတဲ့ပုံစံမျိုးရောစရာတော့ပတ်စံမရှိပါဘူးဆိုတဲ့လူတယောက်ကိုအမများအဲ့လောက်ကြီးလောက်ကိုမတင်ဘူးလေဗျာအဲတကယ်ပြောတာပါဟိုငင်းရတွေ့ရတာစိတ်ထဲမှာမကောင်းတကယ်လို့လောက်ခဲ့နေခင်ဗျာလိုင်းမမတင်ကြနဲ့တိရနောက်ခါကျအဲ့လိုဗီဒီယိုဖိုင်နေလိုင်းမမတင်ကြနဲ့ဟိုကိုရီးယားဟိုပြောရမှာဆိုလို့စင်အစင်မပြေဘူးနော် တကယ်တကယ်တကယ်အဆင်မပြေတာနော်ကျွန်တော်ပြောတာနော်အိုက်စတိုင်ရှင်ကိုတစ်ခုခုလှုပ်ချင်လှုပ်တစ်ခုခုဆိုတာတရားဟုတ်ပြီနီလန်ရလှုပ်ချင်လှုပ်နော်မလှုပ်ချင်မလှုပ်လို့ကတော့ဒီဇလန်ကတော်တော်နဲ့ပြီးမှာမဟုတ်ဘူးသိကြတယ်